မိပကြီးရဲ့ခြေပြားတော်မမီဘူးလို့ဝေဖန်နေကြသူတွေကိုတရုတ်ပြည်ကအမိုက်စာပရင်ဝတ်ဂျီတပ်ပုံတွေနဲ့အခုလိုခြေချသွားတဲ့ဆိုပြတဲ့စဉ်မင်္ဂလာပွဲအတွက်အကောင်းဆုံးပြင်ဆင်နေပေမဲ့တခြားမင်းသမီးတယောက်နဲ့နှိုင်းရှင်ပြီးဝေဖန်ခံနေရတာကတော့ဆိုပြတဲ့စဉ်ဖြစ်ပါတယ်ဒီလိုဝေဖန်မှုတွေကိုသိပြီးခင်မဆိုင်ဘူးဆိုပြီးမဲ့သူမရဲ့တသက်မှာတခါကျင်းမပြုတ်တဲ့မင်္ဂလာပွဲကိုဘလောက်အထိအခမ်းအနားဆုံးပြင်ဆင်နိုင်တယ်လဲဆိုတော့အခုလိုမျိုးပုံရိပ်လေးတွေနဲ့ခြားပြလာခဲ့ပါတယ်ဒီတစ်ခေါက်ထုတ်ပြလာတဲ့ပုံရိပ်လေးတွေကတော့တကယ်ကိုအမိုက်စာဖြစ်ပြီးတော့သဘောကျစရာဖြစ်နေတာကြောင့်ဝေဖန်သူတွေတောင်ရှာကြအပြစ်ပြောစရာ ရာမရှိတော့ပါဘူးရှင်။အလုံးတည်တဲ့အတိုင်းထိတ်တန့်မြင်သာဟင်းဝီရန်နဲ့မိသမီးဆိုဖီတဇင်တို့ကမကြခင်မင်္ဂလာဝဲကြီးပြုတ်လောက်တော့မှာဖြစ်လို့အခုချိန်မှာမင်္ဂလာဝအကျိုးအမှတ်တရချက်ပုံတွေရိုက်ကူးနေကြပါတယ်။မြန်မာနိုင်ငံမှာတော့မဟုတ်ပဲတရုတ်နိုင်ငံကနာမည်ကျော်ရီခဲတောင်ကြီးအထိတောင်းရောက်ရိုက်ကူးခဲ့ပြီးပထမဆုံးထုတ်ပြလာတဲ့ပုံရိပ်တွေကတော့ပြည်သက်တွေသဘောမတွေ့ခဲ့ကြပါဘူး။ဒါကြောင့်သူမနဲ့အပြိုင်မင်္ဂလာဝဲပြုတ်လောက်ဖို့စီစဉ်နေတဲ့မိသမီးမေဘကြီးရဲ့ပုံရိပ်တွေကိုမှတ်မိဘူးဆိုပြီးတော့ပြင်းထန်တဲ့ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။ဒီအခါမှာဆိုဖီကိုအရန်ချစ်တဲ့ဟင်းဝီရန်ကတော့ချက်ပြီးဝေဖ ခံမှုတွေမခံရစေဖို့အတွက်အကောင်းဆုံးသောအမိုက်စာပုံရိပ်တွေကိုဖန်တီးပေးခဲ့ပါတော့တယ်ရှင်။အခုတစ်ခါမှဆိုရင်အနောက်တိုင်းဆန်ဆန်မိမိုက်တဲ့ပုံရိပ်တွေနဲ့ပြင်ဆင်မှုတွေကတကယ့်ကိုလက်ဖြားခါလောက်ပါတယ်နော်။နှစ်ယောက်စလုံးကအနောက်နိုင်ငံကပုံစံတွေအကြံဝတ်စားပြင်ဆင်ထားပြီးတော့ကားတစ်စီးနဲ့ဂုဏ်နေခဲ့ကြတာပါ။ထူးခြားတဲ့ပြင်ဆင်သိပ်ပြီးမပါဝင်တဲ့လမ်းမကြီးပေါ်ကပုံရိပ်လေးတွေဆိုပေမဲ့ဟင်းဝရံနဲ့ဆိုပြီးတို့ရဲ့စိတ်ကူးနဲ့ဖန်တီးမှုအကောင်းတာကြောင့်ပုံလေးတွေကကြည်လို့မဝအောင်လှပနေခဲ့ပါတယ်။ရုပ်ရှင်တွေထဲမှာတွေ့မြင်နေကြဂန်စတာကောင်းဆောင်တွေလိုမျိုးမိမိုက်နေတာကလည်းတမျိုးလေး ေးဆက်နေခဲ့ပြန်ပါတယ်။ဝိုင်းခွက်လေးတစ်ခွက်ကိုကင်ပြီးတော့ကားတစ်စီးနဲ့အထာမိနေတာကအရင်ကတွေ့မြင်နေကြပုံစံလေးနဲ့လုံးဝမတူတော့ပါဘူးရှင်။ဒါကြောင့်ဝေဖန်သူတွေအံ့ဩနေရတဲ့အချိန်မှာကားမှာတွေ့မြင်လာရတဲ့နံပါတ်ပြားပေါ်ကဖန်တီမှုကတော့တကယ့်ကိုအသက်ပါပဲ။တမူကြီးကရဲ့နံပါတ်ပြားကိုဟင်းဝံနဲ့ဆွပြည့်သစင်ရဲ့နံပါတ်တစ်လုံးစီယူပြီးတော့ Hey and Zen ဆိုပြီးပုံပေါ်ဖန်တီထားခဲ့တာဖြစ်ပါတယ်။ဒီလိုလှုပ်ဖို့ဆိုတာကတုံုံတုံပတ်စံရှိအောင်နဲ့တော့မရပဲကိုပိုင်တီးတဲ့နံပါတ်ပြားကိုအချင်းအကြကြီးစောက်ပြီးမှပြင်ဆင်ထားခဲ့ရတာပါ။ဒါကြောင့်တခြားသောထိတ်တန့်တဲ့ င်းကြီးတွေအကယ်ဒမီမင်းသမီးတွေတောင်မလောက်နိုင်နဲ့တမူထူးခြားတဲ့ပြင်ဆင်မှုကိုဟင်းဝင်ရန်ကအချင်းရတဲ့သူတို့တမီလောင်လေးဆိုပြတဲ့စဉ်အတွက်တည်တည်ချာချာလေးကိုဖန်တီးပေးခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဟင်းဝင်ရန်ရဲ့အချစ်ကြီးမှုကတော့တနိုင်ငံလုံးပြည်သက်တွေအားကြနေကြရပါပြီရှင်။အောင်မြင်နေတဲ့ထိတ်တန့်အမှုပညာရှင်မင်းသားမင်းသမီးတွေဖြစ်တာမလို့ဝေဖန်မှုတွေကမျိုးစုံရှိနေပေမဲ့တစ်ခေါက်တည်းတစ်ခေါက်ပို့ပြီးတော့လှပခံရတဲ့ပြင်ဆင်မှုတွေနဲ့အချစ်ကြီးမှုရအောင်လှောက်ဆောင်သွားနိုင်ခဲ့ပါတယ်။ဖက်ရှင်နဲ့ပတ်သက်ပြီးအစီငေါ်မတက်တဲ့မင်းသမီးလေးဆိုပြတဲ့စဉ်တောင်ဟင်းဝင်ရန်ရဲ့အချစ်နဲ့ဂရုစိုက်ပေးမှုတွေကြောင့်အမိုက်စားပြင် ဆင်တက်လာပါပြီ။နောက်ကွယ်မှာကုညီပတ်မှုပေးနေတဲ့မိသားစုတွေကလည်းစုပြည်လေးအတွက်တသက်ကြမီးလို့မရနိုင်နဲ့မင်္ဂလာပွဲပုံရိပ်လေးတွေဖြစ်အောင်လို့အစွမ်းကုန်ကြိုးစားပေးနေကြပါတယ်။စီဆက်တောင်းရန်ပွဲလေးတုန်းကလည်းတကယ့်ကိုကြံမှုကြီးမားရဲ့ရတနာတွေနဲ့ဝတ်ဆောင်လေးကိုနိုင်ငံကျော်ဒီဇိုင်နာကိုယ်တိုင်စုပြည်အတွက်ဖန်တီးထားပြီးတော့အလှပဆုံးဖြစ်စေခဲ့ပါတယ်။အခုလေတခြားနိုင်ငံမှာပတ်စံအကုန်ကြအများကြီးခံပြီးတော့တွားရောက်ရိုက်ကူးနေတဲ့မင်္ဂလာဦးအမတ်တက်တပ်ပုံလေးတွေကိုထူကြတဲ့ပုံစံအပြင်စင်လေးတွေနဲ့အတူဖန်တီးထားခဲ့ပြန်ပါရရှင်။ ဒီပုံလေးကိုတွေ့မြင်လိုက်ရတဲ့အခါမှာတော့ရှာကြံပလိနေကြတဲ့ဝေဖန်သူတွေလည်းဘာမှအပြစ်ပြောစရာရှိတော့မှမဟုတ်ပါဘူးနော်စီရတဲ့ပိသက်ကြီးတို့ရောဟင်းဦးရံနဲ့စူပြီတို့ရဲ့အမိုက်စားဂုံနေတဲ့ပုံရိပ်လေးတွေကိုသဘောကျမိကြပါရဲ့လားရှင်။